โอเคပါအခုဆိုတော့ကျွန်တော်အခန်း၄ကိုရောက်လာပါပြီ။နေ့စဉ်အလုပ်တွေကနေခဏတာလောက်လုံမြောက်စေမယ့်နေရာလေးတစ်ခုကိုကို့အတွက်ဖန်တီးပေးဖို့လိုအပ်ပြီးတော့ကို့မျော်မှန်းပြီးပုံဖော်ခြင်းတဲ့အရာတွေကိုမြင်တောင်းအောင်တွေးတောကြည့်မယ်ဆိုရင်ကို့အတွက်အရေးမပါတဲ့အလုပ်တွေကိုဖယ်ထုတ်နိုင်မှုအတွက်ကူညီပေးပါလိမ့်မယ်။ဒီနေ့ခေတ်မှာတော့လူတွေအတွက်ပြင်းချိန်တော့မရှိကြပါဘူး။ smartphone လိုမျိုးခေတ်ပေါ်နေပညာတွေကပြည်စုံကောင်းမွန်တဲ့စက်တွေစနစ်တွေနဲ့ပျော်ပြင်းမှုပေါင်းစုံဖန်တီးပေးနိုင်နေကြတာဟုတ် လူတွေကပြေးနေရအောင်မကြိုက်ဘူးဆိုတာကတော့ကြားလို့ကောင်းပါလိမ့်မယ်။ဟဲ့ဒါပေမဲ့လို့တကယ်တမ်းတော့ပြင်းစရာကောင်းတာကို့အတွက်ကောင်းွက်တမျိုးပါပဲ။ဘာအလုံးမှလုံးစရာမလိုတဲ့အချိန်မျိုးမှာဆိုရင်ကိုဘာလုံးဖို့လိုနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းတွေးတောနိုင်ဖို့အတွက်အခွင့်အရေးရပါလိမ့်မယ်။ဒီလိုမျိုးအချိန်တစ်ခုရဖို့အတွက်လဲစ조사လုပ်ယူဖို့လိုအပ်ပြီးတော့နေ့စဉ်ကိုယ့်ရဲ့အချိန်ဇာတ်ရဲကနေပြီးတော့လွတ်လွတ်လပ်လပ်တွေးတောနိုင်ဖို့လုပ်ယူရပါမယ်။ အဲ့ဒီအချိန်မျိုးမှာကိုယ်ဘဝအတွက်စဉ်းစားဖို့လိုအပ်ပြီးတော့ရနိုင်တဲ့ရွေးချယ်စရာတွေပြဿနာတွေနဲ့စိန်ခေါ်မှုတွေကနေဘယ်အရာတွေကအရေးပါပြီးတော့ဘယ်အရာတွေကအရေးမပါဘူးဆိုတာကိုတွေ့လာပါလိမ့်မယ်လူသားတွေထဲမှာအကြီးအကျယ်ဆုံးသောအုံနောက်ပိုင်ရှင်တွေဖြစ်တဲ့နယူတန်နဲ့အိုင်းစတိုင်းတို့ဆိုတာလေဒီလိုမျိုးနည်းလမ်းတွေကိုသုံးခဲ့ကြတာပဲဖြစ်ပါတယ်သူတို့နှစ်ဦးစလုံးကခဏတာလွတ်မြောက်ဖို့အတွက်လူသူကင်းရနေရာတွေမှာတွားနေခဲ့ကြပြီးတော့သူတို့ရဲ့စမ်းသပ်လာတဲ့ theory တွေကို ဖြေထုတ်နိုင်ဖို့တည်တဲ့အချိန်ပေးခဲ့ကြတာပါဒီနေ့ခင်ရအောင်မြင်နေတဲ့ CEO တွေအများစုကလည်းနေ့စဉ်အချိန်ဇီးရဲကနေအချိန်တစ်ခုပေးပြီးတော့အလားတူတွေးခေါ်မှုတွေကိုပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့လို့လေတည်တဲ့အချိန်ပေးပြီးတော့စဉ်းစားယုံနေတော့နေ့စဉ်အလုပ်တွေကအရေးပါတဲ့အလုပ်တွေကိုခွဲမထုတ်နိုင်သေးပါဘူးကိုမျော်မှန်းထားတဲ့ဥပဝလမ်းကြောင်းကြီးကိုလည်းအာယုံစိုက်ထားဖို့လိုပါလိမ့်မယ်လူတွေကများသောအားဖြင့်တော့ နေ့စဉ်အလုပ်တွေကိုအဓိကထားပြီးလုပ်နေရတဲ့အတွက်ကြောင့်မို့လို့ကိုပြည့်ကျင်တဲ့အရာတွေကိုအကောင့်ထဲပုံနိုင်ဖို့ပြက်ကွက်နေတတ်ပါတယ်။ရေးကြီးတဲ့အလုပ်တွေကိုပဲရွေးချယ်အာရုံစိုက်နိုင်ဖို့အတွက်အနှစ်သာရဖော်ဆောင်ရေးဝါဒကနေကိုသွားကျင်တဲ့လမ်းကြောင်းကိုပဲအာရုံစိုက်ထားတဲ့နေဆိုတော့သင်ပြပေးနေပါတယ်။လုံလူရတဲ့နည်းလမ်းတစ်ခုကတော့မှတ်တမ်းတစ်ခုထားပြီးတော့ရေးမှတ်တာပါပဲ။ဒါပေမဲ့လို့ကိုကြုံတွေ့နေရတဲ့အရာအားလုံးကိုရေးမှတ်ထားမယ်စား။နည်းနိုင်တဲ့လောက်ပဲရေးဖို့လိုပါတယ်။ ဒီလိုမျိုးလုပ်ဖို့ဆိုရင်တော့ကိုလုပ်ခဲ့တဲ့အရာအားလုံးပြန်တွေးပြီးတော့ကို့အတွက်အရေးပါတဲ့အလုပ်တွေကိုပဲရွေးထုတ်ဖို့လုပ်ရမှာပါ။ကိုရေးမှတ်ထားတဲ့မှတ်တမ်းတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်ကိုသွားချင်တဲ့ဘဝရဲ့ပုံတံကြီးဟာပို့ပြီးဟုတ်ကဲ့အခုအခန်းကောင်းဆက်ပြီးတော့ဇွန်နေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကိုကိုကို အာနာပေးဖို့လဲမေးလို့မရသေးပါဘူး။ကံအကြောင်းမလျော်စွာနဲ့ပဲအရွယ်ရောက်ပြီးသားလူတွေကစိတ်ပျော်ရွှင်စေမဲ့လှုပ်ရှားမှုလေးတွေနဲ့အလုပ်တွေပါဆိုရင်အဲ့ဒီနှစ်ခုကလုံးဝမပတ်သက်ဘူးလို့ပြက်ပြက်တသားထင်မြင်လေးရှိကြပြီးတော့ပျော်ရွှင်စေမဲ့လှုပ်ရှားမှုတွေကအရေးမပါဘူး။အလုံးမဖြစ်တဲ့အရာတွေလို့ထင်မြင်ဆုံးဖြတ်တတ်ကြလေရှိပါတယ်။တခြားဘက်ကိုကြည့်မယ်ဆိုရင်လဲအပန်းဖြေဖို့တတ်တတ်ပဲရှိနေတဲ့အရာတွေကကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုပြီးမြောက်အောင်မကူညီနိုင်တာမျိုးတွေလည်းရှိနေပါတယ်။ အဲ့လိုမျိုးအပန်းဖြေမှုတွေကတော့အချိန်ဖြုံးယုံတက်တက်ပဲလို့ပြောရမှာပါအနှစ်သာရပြည့်အလုပ်တွေကိုပဲလုပ်ဖို့ကြိုးစားနေသူတယောက်ရဲ့အမြင်မှာပျော်ရွှင်စေမဲ့လှုပ်ရှားကစားမှုတွေကကျွန်တော်ရဲ့ရည်မှန်းချက်တွေကိုရနိုင်ဖို့အတွက်ထောက်ကူပြုတဲ့နေရာမှာ အခေယာကြတဲ့နေရာကရှိနေတယ်ဆိုတာကိုမြင်မိဖို့လည်းလိုပါတယ်ဥပဘဝအတွက်ဘေးရာတွေကရေးပါနေတယ်လဲဆိုတာကိုဆုံးဖြတ်ဖို့အတွက်လှုပ်ရှားကစားပေးခြင်းအပြင်စိတ်လက်ပေါ်ပါစေပြီးတော့ကိုလုတ်ကင်နိုင်မဲ့အရာတွေကိုဖန်တီးနိုင်စွမ်းနေနဲ့ ချင်းကပ်ကြည့်လို့ရနိုင်ပါလိမ့်မယ်။လှုံရှားကစားခြင်းဟာဒီလိုမျိုးအချက်လေးတွေကိုဖြစ်စေနိုင်တာကတော့အရင်ကမတွေ့ဘူးခဲ့တဲ့စိတ်ကူးစိတ်ဓာတ်အသစ်တွေထွက်ပေါ်လာနိုင်ပြီးတော့အကြံဉာဏ်တွေကြားမှာချိတ်ဆက်မှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုမျိုးပျော်ရွှင်မှုကိုရခြင်းအပြင်လည်းအလုပ်ဖြစ်နိုင်တဲ့နှုံထားတွေကိုတက်ရောက်စေနိုင်တဲ့စိတ်ပီအာတွေကိုလျော့ပါးစေနိုင်ပါလိမ့်မယ်။ဒီလိုမျိုးပျော်ရွှင်စေမဲ့လှုပ်ရှားကစားမှုလေးတွေကိုကုမ္ပဏီကြီးတွေဖြစ်တဲ့ Twitter, Pixar နဲ့ Google စားရည်မှာလည်းလုပ်ငန်းွက်အစဉ်လာတကုအဖြစ်နဲ့ကျင်းသုံးတက်ကြပြီးတော့အာသတ်တည်ဆက်သူတွေရဲ့ပြောပြတည်ဆက်မှုလေးတွေဒီယာမဒိုင်နိုဇောကြီးတွေနဲ့ထောင်းနေချီတဲ့စတာဝါတရုပ်ဆောင်တွေရဲ့ရုပ်ပုံတွေလိုမျိုးဝန်ထမ်းတွေစိတ်ပျော်စေမဲ့လှုပ်ရှားမှုလေးတွေကိုအခအားလျော်စွာပြုလုပ်ပေးတတ်ကြပါတယ်။ဘာကြောင့်အဲ့လိုမျိုးတွေလှုပ်ပေးကြတာလဲဆိုတာကတော့လှုပ်ရှားပျော်ရွှင်နေတဲ့ဝန်ထမ်းတယောက်ကစိတ်ကူးစိတ်တမ်းတွေကောင်းလာနိုင်တယ်လို့ပိုပြီးလေအလုပ်ဖြစ်လာတတ်ပါတယ်။ဒါပေမဲ့လို့ အဲ့လိုမျိုးကစားပျော်ရွှင်ခြင်းတွေကနားချိန်အိတ်ချိန်တွေကိုကျော်လွန်သွားတာမျိုးကတော့ဘတော်မှမဖြစ်တဲ့နာမျိုးပါပဲပုံမှန်လူများအတွက်ကတော့အိတ်ဆက်တယ်ဆိုတော့ပျော်ရွှင်စေတဲ့လှုပ်ရှားကစားမှုတွေလိုမျိုးပဲ မြင်တတ်ကြပြီးတော့အလုံးလုံးနိုင်စွမ်းတွေကိုဖြုံးပစ်တယ်လို့ပဲမြင်တတ်ကြပါတယ်အဲ့ဒီလိုမျိုးတွေးတာမျိုးကတော့အိတ်ဆက်ခြင်းကနေတွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေကိုတိုးတက်စေနိုင်တယ်လို့ကြံဉာဏ်တွေကိုလည်းချိတ်ဆက်ကွန်မြူစေတဲ့ပြီးတော့အလုံးလုံးနေတဲ့အချိန်တွေမှာလည်းပို့ပြီးတော့ပြီးမြောက်စေနိုင်တာကိုထဲမတွက်တယ်လို့မျိုးပါပဲ။ လေးလာမှုတစ်ခုမှတွေ့ရှိတာတစ်ခုကတော့24နာရီလုံးလုံးလုံးဝမအိပ်ဖဲနေတာမျိုးနဲ့ဒီဘက်အတွင်းပြန်များအိပ်ဆက်ချိန်၄နာရီကနေ၅နာရီအတွင်းလောက်ပဲရှိမှဆိုရင်တိမြင့်နိုင်ဇွမ်းတွေထိခိုက်စေနိုင်ပြီးတော့အဲ့လိုဖြစ်ရက်ကသွေးရင်းကိုအယ်ကိုဟောပမာဏ၃ညတက်သမတိရာခိုင်နှုန်းလောက်အထိရောက်သွားတာနဲ့ညီမျှပါတယ်တဲ့ဆိုတော့အဲ့ဒီပမာဏကရင်မောင်းလိုင်စင်ကိုအပိတ်သိမ်းခံရနိုင် โอเคပါအခုအခန်း6ကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုဆွန့်လွတ်တဲ့အခါမျိုးမှာပြက်ပြက်သားသားနဲ့ဆုံးဖြတ်ဖို့လိုပါလိမ့်မယ်ကျွန်တော်တို့မှာရင်းပြီးတော့စဉ်းစားတတ်တာတစ်ခုကတော့ကျွန်တော်တို့လောက်ကင်နေတဲ့အလုပ်တွေနဲ့တာဝန်ယူမှုတွေကတခုမဟုတ်တခုတော့အရေးပါနေလိမ့်မယ်လို့ထင်ကြတာပါအဲကျွန်တော်တို့တွေနေဦးရသည်ရောက်လို့အဝိပီတို့ကိုရှင်းဖို့လောက်တာမျိုးကြုံမှုကြပါလိမ့်မယ်ကျွန်တော်စရှင်းဖို့လောက်တော့ကတော့ ငါမွေးတဲ့အဝတ်တွေဆိုရှင်းထုတ်ပြမယ်ဆိုပြီးတော့စာရှင်လေးရှိကြမှာပါအဲတိတ်မကြပါဘူးချွင်းချက်တွေကထွက်လာပြီးတော့ကိုကိုကိုပြောမိတတ်တာကတော့အဲဒီဝင်ပလူရုပ်လေးနဲ့အင်ကြီးလေးကိုတခါမှတော့မွေးဖြစ်ပေမဲ့တရရတော့ဝှစ်ချင်လာမယ်လို့ထင်ပါတယ်အဲအဲ့လိုတွေးပြီးတော့တိတ်ထားပါလိမ့်မယ်အဲ့လိုမျိုးတွေနဲ့အဝတ်ဘီတို့ကလည်းအရင်လိုပဲပြည့်ကျက်နေဦးမှာပါပဲအဲ့လိုဖြစ်နေတတ်တာမျိုးကိုဘယ်လိုမျိုးရှောင်လို့ရနိုင်မလဲရှင်းအောင်ပြောရမယ်ဆိုရင်တော့ ကိုချမှတ်ထားတဲ့စံနှုန်းတွေကိုအစွမ်းကုန်လိုက်နာဖို့လိုပါလိမ့်မယ်။အဲ့လိုလိုက်နာဖို့အတွက်လှုပ်လို့ရတဲ့နီးလန်းကတော့90ရာခိုင်နှုန်းဥပဒေတစ်ခုရှိပါတယ်။အရင်ဆုံးအနေနဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက်အရန်အရေးကြီးတဲ့စံနှုန်းတစ်ခုသတ်မှတ်ဖို့လိုပါလိမ့်မယ်။ဥပမာအားဖြင့်ဘီလိုရှင်းနေတယ်ဆိုရင်ဖြစ်တဲ့စံနှုန်းတစ်ခုဟာဒီအင်းကြီးကိုနောက်ထပ်ဝတ်အောင်မလား။ဒါအောင်အမှတ်ပေးဖို့လိုပြီ။၃ညနေပြီးတော့၁00အထိပေးလို့ရပါတယ်။နောက်ပြီးရင် 90ရာခိုင်နှုန်းဥပဒေသားတိုင်းဆုံးဖြတ်ဖို့ပါပဲအမှတ်90ထက်နေပြီးတော့မဝေ့ချင်တော့ဘူးဆိုရင်ဥပမာ86မှတ်ဆိုပါစို့မသိမ်းထားရုံပါပဲ90အောက်ရောက်သွားတဲ့အခါတုံညာလိုပဲယူဆလိုက်ရုံပါပဲ90အောက်နေသွားရတဲ့လုံးဝလက်မခံရတာမျိုးပေါ့နောက်ထပ်ဆုံးဖြတ်တဲ့နီလန်တကူကတော့တိမ်းထားဖို့ပြက်ပြက်တသားမဆုံးဖြတ်နိုင်ဘူးဆိုရင်တော့တိမ်းထားဖို့မလိုတော့ပါအဲနောက်ထပ်နီလန်တကူကတော့တိမ်းထားဖို့လိုတဲ့အဝတ်တွေကိုတော့ နည်းဆုံးအချက်၃ချက်နဲ့ကန့်ညီမှာပဲတိမ့်ထားဖို့စဉ်းစားတာလေရွေးရှင်းတဲ့နေလတစ်ခုဖြစ်ပါလိမ့်မယ်တိမ့်ထားခြင်းတော့ကိုလိုချင်တဲ့အချက်၃ခုအနည်းဆုံးရှိဖို့လိုပါလိမ့်မယ်အဲကိုတိမ့်ထားခြင်းတဲ့အဝတ်တွေမှာကိုလိုတဲ့လိုအပ်ချက်အချက်၂ခုလောက်ပဲရှိနေတတ်တယ်ဆိုပေမဲ့လေကိုရဲ့စံတတ်မှတ်ချက်တွေဘာဝင်နေဆိုရင်တော့လေတိမ့်ထားဖို့ဆုံးဖြတ်လို့ရပါတယ်ဒီနည်းလမ်းကတော့မလိုအပ်တဲ့အရာကိုတိမ့်ထားမိတာမျိုးအနေနဲ့ရှောင်နိုင်ဖို့အတွက်လုံးဆောင်နိုင်မယ့်နည်းလမ်းဖြစ်ပါလိမ့်မယ် ဥပမာပြောရရင်ခုနကတင်ထားခြင်းနဲ့ဝင်ပလွေအင်ကြီးဆိုရင်တော့အ ਨੇ ဆုံးလိုအပ်ချက်၃ခုကိုပြည့်မီဖို့မလွယ်တော့ပါဘူး။အဲဒီလိုအပ်တာတွေကတော့၁ဒေးညီကစတိုင်ကြသေးရဲ့လား၂နေတိုင်းဝိဖြစ်မှာလား၃ဒီအညီဝတ်တယ်ဆိုရင်ဝိုင်းဟားမဲ့သူတွေရှိနေလားဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်ဆက်ပြီးတော့အခန်းခွနဲ့ကိုတင်ဆက်ပေးတော့မှာ လို့ညင်းပယ်ပြီးရင်အနှစ်ပြည့်အလုပ်တွေကိုလုပ်နိုင်ဖို့အတွက်တရားလေးစီစဉ်ဖို့လိုပါလိမ့်မယ်။အဲ့ဒီအရာတွေကပူတော့ကျင်တဲ့လမ်းကြောင်းမှာမလုအပ်တော့တဲ့ကိုစွန့်လွတ်ရမယ့်အရာတွေကိုစည်ရင်းလုပ်ပြီးသွားပြီးရဲ့နောက်မှာဘာဆက်လုပ်ကြမလဲ။ဘီလိုတဲကကိုမွေးတော့တဲ့အင်ကြီးလိုမျိုးတွေကတော့စွန့်လွတ်လိုက်ရတာတော်တော်လေးလွယ်ကူနေပေမဲ့လို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှာတခြားလူတွေပါလာပြီဆိုရင်တော့ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။ဥပိနာလူတွေကိုစိတ်မပြတ်သွားစေချင်တာကြောင့်မို့နဲ့ လူမှုရေးအရကတိကအောင်ဖြစ်တာမျိုးတွေကိုမခံစားကြင်တာကြောင့်မို့မလုံချင်ဘူးလို့ညင်းပယ်စကားဆိုဖို့ကြောက်နေမိတတ်ပါတယ်။ဥယျာဉ်ညင်းပယ်စကားတခွန်ကခင်မင်မှုတွေကိုထိခိုက်သွားစေမှာ ਉ စိုးရိမ်မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လို့လေကိစ္စအများစုမှာတော့မလုံတော့ပါဘူးလို့ညင်းပယ်စကားဆိုသင့်ပြီးတော့တကယ်ကိုထိခိုက်သွားစေနိုင်တဲ့ကိစ္စရက်တွေမှာတော့လေလုတ်ပေးဖို့လိုပါလိမ့်မယ်။အဲလိုမျိုးလုံးနိုင်ဖို့အတွက်ကိုချမှတ်ရမယ့်ဆုံးဖြတ်ချက်တွေကို ခင်မင်ရင်းနှီးမှုတွေကနေဖဲထုတ်ထားဖို့လိုပါတယ်။မလုပ်တော့ဘူးလို့ဆိုရမယ့်ညည်းပဲစကားတွေက10မိနစ်တာလောက်ပဲနောင်တရမိနေတာမျိုးလူတွေစိတ်ပြတ်သွားမှအိုးစိုးရိမ်နေမိတာမျိုးဒါမှမဟုတ်ရင်အရေးကြီးတာတစ်ခုခုကိုလွတ်သွားမှမျိုးတွေဖြစ်နိုင်ပေမဲ့လို့လုံးလိုက်မိရင်တော့တတလုံးနောင်တရမိသွားနိုင်တာမျိုးပါပဲအဓိဋ္ဌာန်ကမှတစ်ခုကတော့ကိုယ့်အတွက်အရေးမကြီးတဲ့အရာတွေကိုမလုပ်ဘူးလို့ညင်းပယ်စကားမဆူလိုက်မိရင်တော့ ကိုတကယ်လိုချင်တဲ့ရည်မှန်းချက်ကိုရောက်နိုင်မဲ့အခွင့်အလမ်းတွေဆုံရှုံသွားဖို့ဖြစ်နိုင်နေစရောပါပဲ။ဥရဲ့ရေရှည်အကျိုးစီးပွားအတွက်ငင်းပယ်လိုက်တဲ့အရာတွေကနေရလာတဲ့အချိန်တွေကအရေးကြီးတဲ့အလုပ်တွေကိုအာရုံစိုက်ပြီးလုပ်ဖို့အတွက်ဖြစ်လာပါလိမ့်မယ်။ဥရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းလှုပ်ထားတဲ့အချက်ကလည်းအရေးကြီးရဲ့ရည်ရွယ်ချက်တစ်ခုထားရှိဖို့လိုအပ်ပြီးတော့အဲ့ဒီရည်ရွယ်ချက်ရဲ့အဓိကကျတဲ့အဓိပ္ပာယ်ကလည်းကိုကိုလွမ်းမိုးမှုရှိနေဖို့နဲ့ကြိလိခိုင်မာတေချာဖို့ဆိုတဲ့အချက်နှစ်ခုနဲ့ပြည့်စုံဖို့လိုပါသေးတယ်။ နမူနာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ကကဘာပေါ်လူတွေရဲ့စာလောင်မှုတိတ်မှုတွေကိုအဆုံးသတ်ပေးဖို့ဆိုပါတော့အဲ့လိုရည်မှန်းချက်ကကို့ကိုလွှမ်းမိုးမှုတော့ရှိနိုင်ပေမဲ့လို့ခိုင်မာမှုတော့မရှိရမို့ကို့အတွက်တကယ်ကိုအရေးပါအရာရောက်တဲ့ရည်မှန်းချက်တခုမပြတ်လာနိုင်ပါဘူးအဲ့ဒီရည်မှန်းချက်ရဲ့မတိကျမရည်ရမှုကမပြတ်သားတာကြောင့်မလို့ဖြစ်နိုင်တဲ့အချိန်တခုနောက်ကိုလိုက်ဖို့ကနှေးသွားနိုင်ပါတယ်နောက်ထပ်ရည်မှန်းချက်တခုအနေနဲ့တဘာဝပုံဝင်ခြင်းကိုမထိခိုက်စေတဲ့မုံတိုင်းတန်ခံနိုင်ရင်ရှိရဲ့ တန်မိုးတဲ့အိမ်လေးတွေကိုမိသားစုတွေနေဖို့အတွက်လိုအပ်နိုင်တဲ့ရက်ွက်တွေမှာစောက်ပွေးမယ်ဆိုရင်ဘယ်လိုနေမလဲအဲ့လိုမျိုးရည်မဲချက်ဆိုရင်တော့လေကိုကိုလွှမ်းမိုးနိုင်ုံမက တိကျပြီးခိုင်မာမှုလည်းရှိနေပါတယ်တနည်းပြောရမယ်ဆိုရင်တော့ကိုရဲ့ပန်းနိုင်ကအရန်ကိုရှင်းနေတာမျိုးပေါ့ကိုရဲ့ရည်မဲချက်တစ်ခုကရှင်းရှင်းလင်းလင်းရှိရလားဆိုတာကို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 ပြန်မေးကြည့်နိုင်မယ်နီလန်တစ်ခုကတော့ကိုသွားကြတဲ့ပန်းနိုင်ကိုရောက်ပြီလားဆိုတာဘယ်လိုမျိုးသိနိုင်မလဲဆိုတော့မေးခွန်းပဲဖြစ်ပါတယ် အဲ့ဒီမိကုံးကိုလက်ခံနိုင်လောက်အောင်ဖြေနိုင်ပြီဆိုရင်တော့ကိုဘာလုံးနေတယ်လဲဆိုတော့ရှင်းရှင်းလင်းလင်းသိနေတယ်ဆိုတာသိကြပါလိမ့်မယ်